မင်္ဂလာပါကဒီနေ့ Manchester United ရဲ့အပြောင်းအရွှေ့အပြစ်မဲ့ဒီဘက်ကိုနင်းနေအတီးစီကြည့်ကြရအောင်ဟုတ်ကဲ့အထူးသဖြင့်သူတို့အဓိကလူချင်းတဲ့သူကိုမရခဲ့ရင်ဘာဆက်ဖြစ်မလဲအဲ့ဒီအရေးပေါ်စီစဉ်တွေပေါ့တတိနေတဲ့မှာဘလို့လာနေလဲဟုတ်တယ်အခုအဓိကကြားနေရတာကတော့ဟိုကလေ Bradford က Brian Mbimo อืม Mbimo အမ်ဒါမဲ့သူကိုရဟိုအချင်းကြီးကတက်မလွယ်ဘူးဆိုတဲ့အခါမျိုးမှာဟိုကအရင်အဆီစဉ်တွေရှိနေပြီဆိုပြီးတော့လဲတတိနေကထွက်လာတယ် စပါကသူ့ကိုလည်းစိတ်ဝင်စားနေတယ်ဆိုတော့လေ။음ထိနိုင်တာပေါ့ချိတ်ဆက်ကြည့်လို့ရနိုင်တယ်။ Brentford ကလည်းဈေးခေါ်လာကမနေဝင်ဝင် Man City ကိုတော့ပေါင်တန်း60တောင်းခဲ့ဦးတယ်ဆိုတော့ဟုတ်ပါ။ဆိုတော့ United ကအဲ့လိုပေါင်60 80အထိတုံးဖို့ကနည်းနည်း음စဉ်းစားနေပုံပဲလက်တွက်နေတယ်လို့ပြောမှာပေါ့။ဟုတ်တယ်။ပေါင်80တန်းကတောင်းပန်တွေ့များတယ်လို့ထင်စရာပေါ့နော်။များတယ်လို့ထင်နိုင်ပေမဲ့အခုဈေးခွက်အနေထားရဲ့သူ့ရဲ့ကိုသွင်းတာဖန်တီးပေးနိုင်တာတွေရဲ့ကြည့်ရင် Brandfor ဘက်ကတော့ဒါက fit တဲ့တန်ကျေးလို့မြင်မှာပဲ။ကဲအဲ့ဒီတော့ um MB Mukhi စအစမပြဘူးဆိုပါစို့ plan B ကပါတယ်လေ ESPN မှာတော့နေရောင်ရှိတယ်ဆိုပြီးဖော်ပြတာလေ။ဟုတ်ကဲ့ပထမတစ်ယောက်က Crystal Palace က Ibarichi Eze England ကစားသမားအသက်26နှစ်။ Eze သူက Villa ကလည်းစိတ်ဝင်စားနေတယ်နော်။အင်းဟုတ်တယ်။ Palace FA Player ရပြီးနောက်ပိုင်းဆိုပြီးတော့တရင်းလေးထွက်တူရဲ့ဟောကွင်းလက်ရနေဖောက်ထွက်တာတွေဖန်တီးတာတွေကတကယ်ကောင်းတာတူတန်ကြီးကတော့ စန့်စပေါ်မှာတော့ပေါင်း65တန်စချုပ်ဖက်တင်းကျေရှိတယ်လို့ဆိုတာတယ်အဲ့ဒါဆိုရှင်းရောလားအဲ့ဒီစာချုပ်ဖြတ်သိမ်းခြင်းရှိတာတော့ဟုတ်တယ်ပေါင်65တန်းဆိုတော့ MB မိုထပ်တော့အနေနဲ့တတ်တာတို့ဖြစ်နေတာပေါ့ဒါမှ Palace ကတော့ဒီတိုင်းလွတ်သေးပါမလားသူတို့အတိတ်ကကစားသမားလေးအဲ့ဒါလေးရှိတယ်သူတို့ဘက်ကလည်းဒီထပ်ပို့လိုချင်တာမျိုးဒါမှမဟုတ်ဆက်ထိန်ထားချင်တာမျိုးဖြစ်နိုင်သေးတာပေါ့ကစားဟန်ကွာတာကိုတော့ United စဉ်းစားရမှာပဲဟုတ်ပြီဒုတိယတယောက်ကတော့ ဒုတိယတယောက်ကဖောင်းမောက်ကကာနာတိုက်စစ်မှုအန်ထိုနီစီမန်ညူအသက်25နှစ်။အော်စီမန်ညူသူကကျတော့စိတ်ဝင်စားတဲ့အတင်းတွေများတယ်ဆို။ဟုတ်တယ်အဲ့ဒါစိတ်ဝင်စားစရာပဲ။ Big 6မှာအာဆင်နယ်ကလွဲရင်ကျတဲ့9သင်းလုံးကစိတ်ဝင်စားနေကြတယ်ဆိုပြီးတရင်တွေထွက်နေတယ်။ဟမ်9သင်းတောင်ပြိုင်ဆိုင်မှုကတွတ်တော်များမှာပေါ့။များမှာပေါ့။ဘုံမောက်ကပေါင်တန်90တယ်။ဟုတ်တယ်ပေါင်တန်90အဲ့ဒီတော့ဈေးကြီးနေတာတောင်အတင်းကြီးတွေဒီတော့စိတ်ဝင်စားနေတာက တွေ့အားတမ်းမှုတည်ရကစားပုံနေကြောက်ဖြစ်မယ်嗯လို့ဒီကိုသွင်းနေဆိုရင်လည်းရှိတယ်လေ United ကဒီပြန်ဆောင်မှုမှာရှေ့ကပြင်းနေတယ်ဆိုတဲ့တင်းနေလည်းရှိတော့အဲအဲ့ဒါကတော့ဘယ်လောက်ခိုင်းမလဲမသိဘူးเนาะဟုတ်တယ်ပုံမောက်ကတော့ဒီခြေနေကိုခွင်ကောင်းယူပြီးဈေးကိုကင်ထားရလဲဖြစ်နိုင်တာပဲဆိုတော့ခြုံကြည့်လိုက်ရင်အမ်ဘီမိုကအဒီကပြင်းမဆိုပြီးမဲ့ Easy Yo စီမောင်ယိုယောကပုံ65တန်း90တန်းဆိုတော့ဈေးကတူတူလောက်ပဲ ်တတတဲ့ plan B လို့ပြောလို့မရဘူးပေါ့အဲ့ဒါပဲတကယ်ကိုပြစ်မှတ်ထားတဲ့ကစားသမား၃ယောက်လုံးကတန်ကြီးကအမြင့်ကြီးတွေကြီးပဲဖြစ်နေတယ်တာကလက်ရှိဈေးဝက်ကိုလည်းပြနေတာပေါ့နော်အဲ့ဒီတော့စဉ်းစားစရာက United ကဒီလောက်ပေါင်တန်း60-90အဆင့်ကစားသမားတွေကိုပဲတောက်လျှောက်ကြည့်နေရတာကအဲ့ဒီအရေးအသွေးမျိုးကိုမဖြစ်မနေလူချင်းလို့လားဒါမို့ဒီဈေးဝတ်ထဲမှာဒီလိုဈေးတွေလာပုံမှန်ထင်နေပြီလားဆိုတာလည်းရှိသေးတယ် ရှောင်လဲလို့မရတော့တဲ့အနေထားလားပေါ့နောက်တစ်ခုကပြိုင်ဘက်ဒီလေ spa villa တခြား big six အတင်းတွေရဲ့စိတ်ဝင်စားမှုတွေက united ရဲ့အပြောင်းအရွှေတော့ဘလောက်ထိတည်အောင်မှုရှိလာနိုင်မလဲမှန်တယ်အဲ့ဒီပြိုင်ဆိုင်မှုတွေကြောင့်နောက်ဆုံးမှာကိုလိုဂျင်နဲ့အတူကိုမရလိုက်တာမျိုးဒါမှမဟုတ်ဈေးအများကြီးပိုပေးပြီးခေါ်လိုက်ရတာမျိုးတွေဖြစ်လာနိုင်တယ်ဟုတ်ပါတယ်ဒါကတော့လာမယ့်အပြောင်းအရွှေအကာလမှာစောင့်ကြည့်ရမယ့်စိတ်ဝင်စားစရာအချက်ပဲဖြစ်လာမှာသိကြတယ်